မြင်ကြလာပါခင်ဗျာကျွန်တော်ရဲ့ဒီဒီမျိုးလက်ကြီးလောဘန် channel မှာမရှိများအားလုံးအားလုံးကိုဒီနေ့ပတ်သက်တဲ့ပေါက်ကြနေအတွက်ပေါ့နော်လောဘန်ဒီလိုလေးလည်းပြန်လည်ပြီးတော့ပြောဆိုလိုက်ပါတယ်ခင်ဗျာပြီးသွားတဲ့ကျွန်တော်ဒါသာပရိတ်နေမှာဆိုရင်လည်းကျွန်တော်ပြေးခဲ့တဲ့လောဘန်လေးဖြစ်တဲ့46ဆိုတဲ့လောဘန်လေးနဲ့မနက်ခင်းပါနေမှာပေါ့နော်စောစောစီစီအဆင်ပြေသွားခဲ့တာလေးကိုလည်းအလုံးစုံဒီသိရှိပြီးဖြစ်ပါပါခင်ဗျာကျွန်တော်ဒီမှာလည်းရပါတယ်သူအားပေးကြတဲ့အမိတ်ကြီးတော်တော်များများကတော့မနက်ခင်းပါတယ်နော်ရှယ်ပေါက်ကြတယ်ပြီးတော့ ပေါက်ကတန်းလေးတွေကိုလည်းပဲပတိအနေနဲ့ခစားတဲ့ပြည်တွေလည်းရရှိကြတယ်။မိမိတိုင်းနဲ့တရားလေးညာကခစားတဲ့မိစင်ကလည်းရရှိကြတာပေါက်ကြတာလေးကိုတွေ့ရတဲ့အတွက်လည်းပဲကျွန်တော်အနေနဲ့အလုံးနဲ့ထပ်တူဝမ်းသာပါတယ်ခင်ဗျာ။အဲတော့ဆက်ပြီးတော့လည်းကျွန်တော်ပေါက်ကြပွဲလေးအတွက်ကိုလုံးပိုင်လေးပေါ့နော်။ဖြည့်လေးဖြည့်အောင်စူးစမ်းပေးသွားပါမယ်ခင်ဗျာ။အဲတော့ရရှိထားတဲ့ပေါက်ကြပွဲလေးအတွက်လုံးပိုင်ကတော့လူလုံးပိုင်ရဲဆိုရင်ဒီမှာရှိနေတဲ့3ခွန်လေးဒီ3လုံးပေါင်းခြင်းပါခင်ဗျာ။ဒီ3လုံးပေါင်းခြင်းဒီ လေးရပါတယ်လေးပါပါဒီကိုလေးနှစ်ခတ်ဒီနှစ်နဲ့လေးလေးလေးပါပါဒီကိုဆိုပြီးတော့လေးကိုဆိုတော့လုံးပိုင်းလေးပါသုံးလုံးပြီးပါတော့နှလုံးပါပဲတော့လေးကိုလုံးပိုင်းနဲ့ဒီကို6လို့ထပ်တာပြတဲ့အကြောင်းမျိုးကိုတလုံးလုံးပိုင်းစင်းနဲ့ပြီး9 10ပေါင်းရခါမှဆိုရင်38လုံးပိုင်းလေးပဲဒီမှာဆိုရင်86လို့ထပ်တာပြတဲ့အကြောင်းမျိုးလို့7တလုံးလုံးပိုင်းကိုပြီးခဲ့ပါတယ်ခင်ဗျာ ပြီးနောက်ထပ်ခွန်18ပေါင်းတဲ့ခါမှာဆိုရင်68ဆိုတဲ့လုံးပါဒီတဲ့ပဲခွန်16ဆိုတော့6ရော7ရောလုံးပါဒီနှလုံးကလုံးဇက်တဝင်ခဲ့တယ်ပြီးရင်နောက်ထပ်လေးပြင်မြောက်ဇက်တလုံးပိုင်းနေလေလေ58ပေါင်းတဲ့အခါမှာဆိုရင်နှစ်ခွန်ဆိုတဲ့လုံးပိုင်းနေလေခွန်8ဆိုတော့ခွန်တလုံးလုံးပိုင်းဈေးပြီးတော့မိလာခဲ့တာလေးတွေပါခင်ဗျာပြီးရင်ကျွန်တော်ဒီဘက်ချမ်းရဲ့တက်ဆက်သေးပေါ့နော်တက်ဆက်ရောလာရဆိုရင်တော့3 2 1ပေါင်းတဲ့အခါမှာဆိုရင်61လုံးပိုင်းနေလေပဲ ဒီမှာဆိုရင်66လို့ခေါ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့6တောင်းလုံးပိုင်းဆင်းလေပြီးရင်နောက်ထပ်တစ်ပြင်3နှစ်တောင်းတဲ့အခါမှာလေ3ညာ5လုံးပိုင်းနေပြဒီမှာ65ဆိုပြီးတော့ပေါ့နော်5တလုံးပိုင်းရင်းဆိုပြီးတော့မှန်နေတာပါနောက်69မှာနိုင်နေတာပါခဗျာပြီးရင်နောက်ထပ်တစ်ပြင်ဆက်ရှိပါအောင်ခွန်6လေးပေါင်းတဲ့အခါမှာလေခွန်2လုံးပိုင်းနဲ့26ဆိုတော့2တလုံးလုံးပိုင်းရင်းဆိုပြီးတော့ဇက်ကပြလာတဲ့လုံးပိုင်းတော့ဆက် ပင်လေးတွေပဲဖြစ်ပါတယ်။အဲ့တော့ဒီ process အပင်အတိုင်းနဲ့ကျွန်တော်တို့ကစားရမယ်တောက်ကြပိုးလေးတော့ဘုံနော်။ဘောကအရင်ကတော့669ပေါင်းခြင်းမှာပေါင်းခြင်းဒီပိုးရတယ်ပိုးပါပါဒီလေးနဲ့ပိုးလေးဆိုတဲ့အလုံးပိုင်းတောက်စားလေးကိုကစားအတုံးပြုအောင်ပါဖြစ်ပါတယ်။အဲ့တော့တောက်ကြပိုးလေးတော့မှာအတုံးပြုဖို့ကစားဖို့အတွက်အလုံးပိုင်းလေးကိုတော့ကျွန်တော်အနေနဲ့ပြောပြပေးလိုက်ပါပြီ။တွက်ပြပေးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေများအားလုံးလည်းနောက်ကိစ္စနာဒီတမင်းနဲ့ညနေခင်းဒီနောက်ကိစ္စချင်းစားတော့မှကျွန်တော်လုံးဝမျိုးကိုကောင်းကောင်းလေးအတုံးချပြီးတော့ ဘိတ်ဝဲမှာလည်းထပ်မှန်ပြီးတော့မိစင်အလုံးမပေါက်ကုန်ပြီးရယူနေကြပါစေလို့ဒီမှာကောင်းတောင်းပြရတယ်ခင်ဗျာအဲ့တော့ဒီ long wave တော့ဆက်ကစားဖို့အတွက်လည်းကျွန်တော်မှမျှရှိထားတဲ့ play line နဲ့ main off ကိုပြေးလဲဒီ video ထဲမှာလည်းဆက်ပြီးတော့ပြပြပေးကြအောင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ video လေးကိုလည်းအပြီးတဲ့အထိဒီလိုလေးဆုံးနေပြီပေါ့နော်ကြည့်ရှုသွားစေချင်ပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်ပြပြပေးတဲ့ play line ကိုဆက်နေပြပေးခြင်းမှာမိစင်အားလုံးပြတော့မိစင်အားလုံးအားလုံးနဲ့ပေါ့နော်ကျွန်တော်ဆီမှာတို့ဒီကနေ့ပြုစုံလို့တော့လည်းကော ူဒီကနေ့ညကွန်မရှင်ရောင်းဝယ်ပြန်ပြီးတော့အေးချိလို့တော့လည်းကောကျွန်တော်ရဲ့ Viber မှာတော့လည်းကော Telegram မှာတော့လည်းကောဆက်သွယ်ကနေတို့အားပေးလို့ရပါတယ်ခင်ဗျာဒီနေ့က Viber နဲ့အစီအပြေဆိုရင် Viber ကနေဆက်သွယ်ပေးရတယ် Telegram မှာအစီအပြေဆိုရင်လည်း Telegram ကနေဆက်သွယ်ကနေတို့အားပေးလို့ရပါတယ်ခင်ဗျာဖုန်းနံပါတ်ကတော့39 69 68 69နကူဖော်မှာဖြစ်ပါတယ်ခင်ဗျာဒီမှာဒီ level ဒီဖုန်းနဲ့ပတ်ကိုအတော့ပြလာတာဆိုရင်ဒီ message များပြကြတဲ့အတိုင်းပါပဲကိုယ်အိမ်အလုပ်စားလို့လာကြတဲ့ကယနေ့အချိန်အားလားရှိပဲ ဖြစ်ပါတယ်ခင်ဗျာအဲ့တော့အလင်းညာမှုပေးပေးစွာပေါ့ဒီဘိုင်းလေးတွေကော်ပိုရှင်ဘိုင်းလေးတွေမှာစရရှိပိုင်ဆိုင်ခြင်းလည်းဆိုရင်တော့ကျွန်တော်တို့ဒီဖုန်းနံပါတ်ကိုဖိတ်ချလေးမှမှန်းစေလေးရနေပြီးတော့တက်တဲ့အားပေးပါလို့ပြောချင်ပါတယ်ခင်ဗျာပြီးတော့အစားလိုက်ကိုပြေးပါကြတက်တဲ့လေးကတော့ကျွန်တော်ဒီတန်းဟုတ်အရင်အလက်ဆန်လေးလာကလေးကဒီနေ့ချိန်ကနေပြီးဒီတို့သူပြောဖို့ကိုညလည်းတယ်လင်းလင်းညာစားခဲ့တာမျိုးလည်းမရှိခဲ့တော့ခင်ဗျာကျွန်တော်လည်းပဲကျွန်တော်ရရှိဒီတော့ဒီမှာရရှိထားတဲ့ပေါ့ဒီပမာဏအတိုင်းနဲ့အတိအကျဘဝနဲ့အယောက်စားလေးကိုပြုလုပ်လို့ဆောင်ပေးတာပါအဲ့တော့ ဒီဟိုရေနဲ့ကအလောက်သားကြီးလုံးတက်ချောင်းတက်တက်တက်ချောင်းမလို့ဒီတူတူပြောက်ပေါ်မှာလေဝင်နေညာစားခဲ့တာမျိုးလည်းမရှိဘူးလို့ပြောရတဲ့ channel လေးမှာဒီလာကြည့်ရှုနိုင်တယ်ကြည့်ရှုနိုင်တယ်လေပြီးနိုင်ပါတယ်နာမည်ပြတ်သွားတယ်မရှိတဲ့လူနှမ်းနှမ်းတက်တက်နဲ့အလောက်ကိုအလောက်ကန်ပေးပါရခင်ဗျာဒီအတွက်ကြောင့်ဗနမ်းများထုတ်မယ်ကော်မရှင်အောင်များပြန်ပြီးတော့တင်မယ်လို့ဆိုပြီးအားလုံးလက်ကြည့်တော့ပါလို့ဒီလက်ကြည့်တော့လက်သေးတော့ပါလို့ဖြစ်ဖြစ်ပါဘယ်လိုကြီးစိတ်ချစွာပြင်တာ ရရဲ့ကြီးဆက်တယ်ကြတဲ့လိုအပိတ်လို့ရပါတယ်ခင်ဗျာအရောအစားပြီးစစ်စဲစားပါကျွန်တော်ဒီမှာလည်းကျွန်တော်အပိတ်ကြတဲ့မိတ်ဆွေတွေအားလုံးအားလုံးကိုလည်းမိမိထိုးပြပြီးအနေနဲ့ခွန်ဆောင်နဲ့ခွန်ဆောင်ပေါ်ဖို့အားဆက်ပြီးရှိတာလေကော်မရှင်900ကျော်နဲ့စလို့အကျိုးခံစားခွင့်ကိုရရှိမယ်300နဲ့300ကျော်အထက်ဆုံးတော့ကော်မရှင်ကို600ကျော်နဲ့ရရှိပါမယ်900ကျော်နဲ့900ကျော်အထက်ဆုံးနဲ့ကော်မရှင်ကို900ကျော်နဲ့ဆိုပြီးတော့ကျွန်တော်မိတ်ဆွေအားလုံးကိုထိုးခြင်းများများတို့ကျွန်တော်တို့တက်ပြီးအလေးအလေးနဲ့တက်မှတ်ထားတဲ့ဟိုးတွေလား အမြင့်ဆုံး3500ရာခိုင်နှုန်းဖြစ်တယ်ပဲတိုးပြီးပြီးတော့အရရှိပါတင်ပါမယ်အထူးကိုရအကျိုးခံစားကိုရရမှာစားအပြေဝပြီးတော့လုံးဆောင်ပညာဖြစ်တယ်လို့ပြောလို့အားလုံးတော့မိစင်များအမြင်တွေပြစ်ချလက်ချနေပါတော့။ဒါရောက်ဆက်တဲ့ခဏတို့အပြေလို့ရပါလေလို့ပြောပြပါမယ်ခင်ဗျာ။အဲ့တော့ကျွန်တော်ဆက်ပြီးတော့တွက်ပြပေးမယ်။ဖိလိုက်ပုံစံလေးကတော့ဗျာ။ 961ပေါင်းကြီးမှာပေါင်းတဲ့ခါမှဆိုရင်နှစ်ပါဝါဒီခွန်နဲ့နှစ်ခွန်ဆိုရဲပရိလိုင်းကြီးကိုပေးတာပါဒီမှာထုတ်ခဲ့တဲ့ကံကံကိုကြည့်လိုက်ပါ66ဆိုတော့နှစ်ပြည်တိုင်းကြီးစင်းနဲ့လုံးပိုင်းလေးလည်း6တလုံးလုံးပိုင်းရဆိုပြီးတော့ဝင်လာခဲ့တာဖြစ်တဲ့အတွက်ကြောင့်ည66ဆိုတဲ့တကွာတက်ဆိုင်နိုင်ခဲ့တယ်ပြီးရင်396ပေါင်းကြီးမှာပေါင်းတဲ့ခါမှဆိုရင်လည်းပဲလေဒီပါဝါဒီ9နဲ့ဒီ6ခုပြိဆိုပြီးတော့လည်းပဲ9ဆိုတော့လေးပိတ်ဆိုင်လေးဖြစ်နေ လုံးပိုင်လေးတွေပဲငွားတလုံးလုံးပိုင်လေးဆိုပြီးတော့ဆင်းလာခဲ့ပြီးတော့ဗျာကိုငါဆိုတဲ့ quarter size နဲ့ပရိတ်လိုင်းနဲ့လုံးပိုင်နဲ့အပြီးဝင်ခဲ့တာပေါ့ပြီးရင်နောက်ထပ်တစ်ပြင်အရာ3 4 1ပေါင်းတဲ့အခါမှာဆိုရင်8 3ပရိတ်ရပါမယ်ဒီ8 3ပရိတ်ဒီလည်းပဲ2 6ဆိုတော့8ပရိတ်လိုင်းလေးဆွဲတယ်လုံးပိုင်ဒီလည်း2တလုံးလုံးပိုင်ဆိုင်ရဆိုပြီးတော့ဝင်လာခဲ့တာဖြစ်ပြီးတော့2 6ဆိုတဲ့ quarter size ကိုလည်းပဲထပ်ပြီးတော့ plus size ကနေပြီးတော့ပောက်ခဲ့ကြတယ်ခင်ဗျာ အဲ့တော့ကျွန်တော်ကစားရမယ်ဒီတောက်ကြပွဲပြိဆိုရင်တော့363ပေါင်းခြင်းပါပေါင်းခြင်းကိုကိုပါဝါဒီ၄နဲ့ကိုလေးပြိရရင်ဆိုပြီးတော့ရတယ်ဗျအဲ့တော့ကိုကိုကိုပဲဖြစ်လို့ဆိုရင်60ကိုကိုလေးပဲဖြစ်လို့ဆိုရင်59ရဲ့59ရဲ့60ရဲ့ဆိုပြီးတော့ဒီ main လေးခွက်ပေါ်ရမယ်ပတ်စံလေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေများအားလုံးအတွက်နံပါတ်ဆက်ဆက်နိုင်တဲ့မိ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 တွေလေးထားခဲ့တော့မှာအတော့ကြီးကိုတော့ကျွန်တော်တို့မိတ်အောက်ကိုလေးလုံးပိုင်းလေးတွေမှာစား အပြည့်စီပေါ်တော့ရှားပေးထားပါတယ်အပြည့်ပေါက်တဘောမျိုးနဲ့ရှားပေးထားတာဖြစ်တဲ့အတွက်ကြောင့်လည်းမိစင်များအလုံးစုံကစားအတော့ပြုဖို့ဒဏ္ဍာရီတွေရှားနေတော့လည်းကောဒဏ္ဍာရီတွေကစားအတော့ပြုဖို့တော့လည်းကောရှားခိုးနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒီဗီဒီယိုလေးကိုပုံမှန်ကြည့်ပြီးအောင်ကြည့်သွားလိုက်ပါလို့ပြောချင်ပါတယ်ခင်ဗျာဒီအဲ့တော့ကျွန်တော်ရဲ့ဒီ website ဒဏ္ဍာရီဗီဒီယိုလေးနဲ့လည်းပဲမိစင်များအလုံးစုံကြောက်ကြပဲလို့လည်းခံနေပြီးရောဗျာရှေ့တရင်းအားလေးကနေမှာကြာတာပြီးပြီပြီးသွားပြီးကြာတာပြီးပြီးတောက်လျှောက်လောပိုင်းလေးက မဖောက်ခွဲနဲ့မှန်လာခဲ့တာဖြစ်ပြီးတော့ဒီတောက်ကြပိုးလေးမှလည်းပဲထပ်မှန်ပြီးတော့ပေါ့ထပ်မှန်ထပ်မှန်ပြီးတော့တောက်ခွဲကလေးတွေဒီတောက်ကြလေးတွေအမိကြပါစေထပ်မှန်ပြီးတော့လုံးပိုင်းလေးရှင်းအောင်ပြီးတော့တက်တော်မိတ်ဆွေများအားလုံးလည်းပဲဒီကိစ္စမှာတော့အဆင်ပြေကံကောင်းကြပါစေလို့ဆုမောင်းတောင်းပေးပါရစေခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဒီနေ့တက်ဆက်ရစီရကျွန်တော်ရဲ့ channel လေးကိုထိုးထုတ်လုပ်ပေးပေးပါအခြားသောမိတ်ဆွေတွေကိုနှိမ့်တတ်တဲ့မိတိကဏ္ဍကိုမြင်ပါပါခင်ဗျာဆက်တဲ့ကဏ္ဍကိုအားပေးဖို့ကော်မရှင်ရောင်းမြင်ပြန်ပြီးတော့ပြင်လို့ပေါ့နော်ဒါတော့ဒီကိုဆက်တဲ့အားပေးကြတဲ့မိတ်ဆွေများအားလုံးအတွက်ကျွန်တော်ရဲ့ Viber Telegram ဖုန်းနံပါတ်ကလေးကိုတခြားအလေးနောက်တစ်ခေါက်ပြန်ပြောပြပါမယ်။ Viber Telegram ဖုန်းနံပါတ်ကတော့3998462690ဖုန်းနံပါတ်ဖြစ်ပါတယ်ခင်ဗျာ။ဆက်တယ်ကျွန်တော်အပြည့်တဲ့ခံပါလေးတယ်ကျွန်တော်ဒီ Viber နံပါတ် Telegram ဖုန်းနံပါတ်ဒီတစ်လုံးလုံးကိုပဲအတုံးပြီးလက်ခံလောက်ကင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်တယ်ကျွန်တော်အပြည့်တဲ့ခံပါလေးတခြားလေးမှမှန်းရင်းစေပဲ။ဂိုင်းနေပြီးတော့ဆက်တယ်အားပေးပါလို့လည်းအထူးမှတ်ချင်ပါတယ်ခင်ဗျာ။ တဲ့ချိန်လေးကတော့မနက်ခင်းမှာ7:30နာရီ50လာညနေခင်းမှာဆိုတော့3:55မိနစ်ခန့်ကနေထိုးပြပေးရရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းပို့ပို့ပြလိုက်တဲ့တဲ့ချိန်လေးမတိုင်းကျင်ပါနဲ့ဒီချိန်မှာအဒီဒီကမိမိထိုးခြင်းနဲ့ကျွန်တော်ရဲ့ကဏ္ဍကြီးရဲ့ဒီဒီအခြားသောမိစ္ဆာတွေကနေလည်းအမိပြေကဏ္ဍကိုဆိုပါနော်။ဒါကြောင့်ဆက်တဲ့ကဏ္ဍထိုးအပ်ပြီးလို့ရပါပြီလို့အလုံးကိုပြောချင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးရဲ့နာမည်တက်ကမှပြန်လို့ပြောဆုံးပေးကြပါမယ်။နာမည်တက်ဆုံးပါလေ။ဘလုံးကတဆိုင်လေးတွေနဲ့ဘလုံးမျိုးလေးတွေပောက်ွက်ကြည့်ပေးတော့အောင်ဆရာလေးကိုအားလုံးနဲ့ဆောင်ကြည့်ပေးကြပါဦးပြောချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်